ဖရာမရှိတဲ့နောက်မြို့သူကြီးတွေနဲ့ဆက်ဆံရေးဘယ်လိုလုပ်ရမလဲဘယ်လိုလိုက်ရနိုင်ရမလဲဆိုရသော်ဘုရားကတူတူလေးပဲဖြစ်အဋ္ဌတနံအနန္တမြို့သူကြီးတွေနဲ့မဆုံစင်နဲ့မဆုံတွေ့နဲ့မြို့သူကြီးတွေမဆုံမိစေနဲ့ဒီလိုဆိုတာဒါဖြစ်များ မဆုံလို့လည်းမဖြစ်ဘူးဆုံမိပြီဆွမ်းခံသွားရင်လည်းဆုံမှာပဲ ဆုံးကလည်းနဲ့ဆုံးပါတပည့်တော်တို့မလွဲတာလို့ဆုံးမိပြီဆိုရင်ဘာလို့ရမှာတော့ဖရာဖရာကအနာလာပေါ်စကားမပြောနဲ့တဲ့နော်စကားမပြောပဲနေတဲ့ဒါဖြင့်တပည့်တော်တို့စကားမပြောပဲနေလို့လည်းမဖြစ်ဘူးအရှင်ဘုရားဒီနေ့ဘယ်ရက်တုန်းလို့ဘာနေ့တုန်းလို့မေးလို့ရှိရင် မလွဲမဲ့သူပြောရမှာဖြစ်တယ်နော် တရားဓမ္မနဲ့ပတ်သက်ပြီးတော့မေးမြန်းမယ်ဆိုရင်လေမလွဲမသွေဖြေရမယ်ဆိုရင်ဝီနိစိကန်းရှိတယ်ပေါ့စကားပြောရပြီဆိုတဲ့အခါမှာတပည့်တော်တို့ဘယ်လိုလိုက်နာမှာတော့လို့ဆိုတတိဥပ္ပထဝေတ္တပါမင်းတို့တတိထားပြီးပြောပေါ့လို့မြတ်စွာဘုရားကသုံးခုနဲ့ပဲရှန္ဒနာကလည်းမေးတာမေးတဲ့မေးခွန်းလေးတွေကိုတူတူတိတိလေးပဲဖြစ်တယ်မျိုးသမီးတွေပေါ်မှာဘယ်လိုလိုက်နာရမလဲဆိုရင် အေးသူတို့နဲ့မဆုံနဲ့ဆုံလို့ရှိရင်ဘာလို့อ่ะမတော်တဆဆုံမိပြီဆိုရင် စကားမပြောနဲ့စကားပြောရပြီဆိုရင်တော့တတိထားပြောလို့ဒီလိုပြောတာခဏခင်မှာဆိုလို့ရှိရင်ဘာဖြစ်လို့မြတ်စွာဘုရားဟာအမျိုးသမီးတွေပေါ်မှာမုံဒီလို့ဒီစကားပြောတာလားလို့ဆိုတရဝါဒီရဲ့ဇယိုက်ကိုမြတ်စွာဘုရားကကောင်းကောင်းသိတယ်နော်တရဝါဒီရဲ့ဇယိုက် အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာမျိုးလည်းမဟုတ်ဘူးအမျိုးသမီးတွေကိုအပြစ်တင်ပြီးတော့ပြောတဲ့စကားလည်းမဟုတ်ဘူးဘာကိုတိတာတုံးလို့ဆိုမြတ်စွာဘုရားတိတော်မူတာအင်္ဂုတ္တရတုတ်တံမှာဆိုရင်ဒီအမျိုးသမီးရဲ့အဆင်အတန်အနတ်အရသာအထိအတွေ့လို့ဆိုရဲကာမဂုဏ်၅ပါးဟာ အမျိုးသားဖြစ်သူရဲ့စိတ်ဓာတ်ကိုဆွဲဆောင်လွှမ်းမိုးထားနိုင်တယ်ဆိုတဲ့ချက်ပဲနော်လွှဲဆွဲဆောင်လွှမ်းမိုးထားနိုင်တယ်ဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအကျင့်ကိုကျင့်နေကြတဲ့ယဟန်တွေဟာ အန္တရယ်အမတမများတယ်အမျိုးသမီးတွေက အန္တရယ်ပေးတာတော့မဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်ကိုထိမ့်နိုင်စွာမရှိကြဘူးပေါ့တခါတော့က မြန်မာနိုင်ငံမှာတရားဟောပြီးတော့နာမည်ကြီးသွားယဟန်ဘွဲ့တော်ကဥတာဒနာလူနာမည်ကြတော့ဓမ္မဂတိကဥလှသိန်းဆိုနော်နာမည်ကြီးတယ်ငငယ်တော့ကခဏခဏသူတရားဘွဲ့သွားနာဘူးလို့အစိုးငိုအပြောအလွန်ကောင်းအဲသူမမီလိုက်တဲ့လူတွေကဂျာနီကန်တရားအတိုင်းပဲလို့သာမှတ်ထားအဲ့ဒါလို့ သူကဘာပြောသွားတော့လို့ဆိုတဲ့အခါကျတော့သူယဟန်လူထွက်ရခြင်းအကြောင်းကိုသူပြောသွားတယ်ယဟန်လူတဲ့ဖြစ်သွားတာဘာကြောင့်ထွက်ရတော့ဆိုတော့မြန်မာနိုင်ငံမှာဒုတိယကမ္ဘာစစ်ကြီးရောက်လာတော့နော်ဂျပန်တွေကလည်းတက်လာအင်္ဂလိပ်ကတခါပြန်ပြီးတော့သိမ့်ပိုက်တယ်မဟာမိတ်တွေကထိုးစစ်ဆင်လို့စစ်တွင်းကာလအချိန်ဒီမှာလူတွေဟာကိုမျိုးကိုရွာကိုအိမ်မှာမနေနိုင်ပဲနဲ့ အနေရခင်ရဆိုပြီးတော့ဘုန်းကြီးကြောင်းနေဖရာဆောင်နေရောက်ရှိပြီးတော့လာကြအဲ့ဒီဘုန်းကြီးကြောင်းနေမှာဆိုလို့ရှိရင်ယဟန်တန်ဃာတွေကအပေါ်မှာနေလို့ရှိရင်တရားတော်ကမတွေဘေးကင်းဖို့ဆိုပြီးတော့ယဟန်တွေကကြောင်းအောက်ထပ်ကိုပေးထားကြယဟန်တွေကပေါ်တတ်နေမျိုးသမီးတွေမိသားစုတွေက အောက်ထပ်မှနေအဲ့လိုနေရင်နေရင်ကနေပြီးတော့အဲ့ဒီယဟန်တော်ဥသာသနာ အဲ့ဒီလာရောက်နေတဲ့ထဲကအမျိုးသမီးတူဦးကိုမျက်စိကျပြီးတော့လူထွက်ပါလေနော်အဲ့ဒီမှာ तू ကဘာပြန်ပြောတော့ဆိုတော့အေးဗျာတဲ့เจ้าအောက်ကမျက်ခင်းက तू ကသူစိမ့်တာဗျာတဲ့ကိုယ်လာပြောတာမဟုတ် तू ကသူမျက်ကလေးကစိမ့်စိမ့်လေးဆိုတော့ဒီကနွားကြီးကစားကျင်တာပေါ့ဗျာတဲ့အဲ့ဒါမျိုးကြုံတာနော်မျက်ခင်းစိမ့်စိမ့်မြင်တဲ့အခါနွားကစားကျင်တာပေါ့ဗျာ အဲ့ဒီလိုမြတ်စွာဘုရားကစားချိန်မှာဆိုလို့မတွေ့နဲ့လို့ပြောတာဟုတ်ကလားယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးရှင်အနန္ဒာကိုမှားခဲ့တာမှားခဲ့တာအမျိုးသမီးတွေနဲ့မတွေ့ရင်ကောင်းတယ်